စီလုံးမှုမရှိရင်ကမ္ဘာဖလားအောင်မြင်မှုရရန်အခွင့်အရေးနဲ့အကြောင်းတူးထည်တဲ့ပြည်ဘလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel တွေကပြန်လည်ကြိုးစားပါတယ်။နာမည်2026ကမ္ဘာဖလားပြိုင်ပွဲမှာအင်္ဂလန်သင်းရဲ့အောင်မြင်မှုရောက်နိုင်မှုရှာကိုင်းနှုန်းကိုအခုချိန်မှမပြောနိုင်ပေမဲ့အသင်းကစီလုံးမှုမရှိရင်အောင်မြင်မှုရဖို့အခွင့်အရေးနဲ့လို့အင်္ဂလန်နီးပြတူးထည်ကပြောလိုက်ပါတယ်။ အင်္ဂလန်သင်းဟာရှီရိုဘောလူပွဲကိုနောက်ဆုံးနှစ်ကြိမ်ဆက်တက်ရောက်ထားနိုင်ခဲ့ပေမဲ့ကမ္ဘာဖလားမှာတော့1966ပြိုင်ပွဲမှာချန်ပီယံဆုရပြီးနောက်ပိုင်းဆီမီဖိုင်နယ်အဆင့်ကိုတော့တက်ရောက်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ 2022ကမ္ဘာဖလားပြိုင်ပွဲ quarter final ဆင်မှာပြင်သစ်ကိုရှုံးမိထွက်ခဲ့ရတဲ့အင်္ဂလန်သင်းကအခုတစ်ပတ်ကစားမယ့် Latvia သင်းနဲ့ခြေစစ်ပွဲမှာအနိုင်ရခဲ့မယ်ဆိုရင်တော့2026ကမ္ဘာဖလားပြိုင်ပွဲကိုဝင်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။ကမ္ဘာဖလားပြိုင်ပွဲမှာအောင်မြင်မှုမရနိုင်တာကြားပြီးဖြစ်နေတဲ့အင်္ဂလန်အနေနဲ့လာမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာအောင်မြင်မှုတွေရထားတဲ့အသင်းတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးချန်ပီယံဆုကိုစိန်ခေါ်နိုင်တဲ့အသင်းတစ်သင်းပုံစံမျိုးပြသနိုင်မို့လို့အပ်ပါတယ်လို့နီးပြတူချဲကပြောသွားပါတယ်။ အင်္ဂလန်သင်းကယူရိုပြိုင်ပွဲနှစ်ကြိမ်ဆက်ဘိုလိုဝဲတက်နိုင်ခဲ့ပြီးမယ်။အောင်မြင်မှုမရခဲ့ပြီးနောက်နီးပြားဆောက်ကိတ်ကိုထုတ်ပယ်ခဲ့ပြီးဂျာမနီလူမျိုးနီးပြားဒူချဲကိုနီးပြားသစ်ဖြစ်နဲ့ခန့်အပ်ထားခဲ့တာပဲဖြစ်ပါတယ်။အင်္ဂလန်သင်းနဲ့ဆက်ရှင်လစာချုပ်ထုတ်ထားတဲ့ဒူချဲရဲ့ပထမဆုံးတာဝန်ကကမ္ဘာဖလားပြိုင်ပွဲမှာအောင်မြင်မှုရရှိရေးဖြစ်ပြီးလက်ရှိချိန်မှာခြေစစ်ပွဲအောင်မြင်မှုကိုအာရုံစိုက်ထားမှာဖြစ်တယ်လို့ဒူချဲကပြောပါတယ်။